ဒါကတော့ထိုင်းနိုင်ငံမှာကိန်းဝတ်စံပယ်နေတဲ့တဘာဝလွန်များဖျားကြီးပဲဖြစ်ပါတယ်။ဒီဖျားကြီးကိုဖုံးကန်ကြီးမားလွန်ပါတယ်ဆိုတဲ့အနော်ရထားမင်းကြီးတောင်ဖူးမြော့ခွင့်မရခဲ့တာမို့တစ်ချိန်လုံးကသမိုင်းထဲမှာတော်တော်လေးကိုနာမည်ကြီးခဲ့ပြီးယနေ့တိုင်လူပြောများနေစေဖြစ်ပါတယ်။ဒါအပြင်မြားဖျားကြီးရဲ့သမိုင်းကြောင့်အနော်ရထားမင်းရှိရမြမပြည်ကိုကြွမလာတဲ့ဖြစ်ရကြောင်းပို့ထူးကြနေခဲ့ပြီးထိုင်းမြမလာအိုတီဟိုစတဲ့နိုင်ငံပေါင်း၄ခုရဲ့သမိုင်းကြောင်းနဲ့လည်းစိတ်ဝင်စားဖွယ်ရာဆက်ဆက်လုပ်နေပါတယ်။ ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ထူးခြားလာတဲ့မြားဖျားရဲ့တမိုင်းချောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းအစမှာအနော်ရထားဘီရင်ကိုတီယိုဘီရင်ကကြီးညိုလုံးတဲ့အတွက်ဒီမြားဖျားကြီးကိုလက်ဆောင်ဆက်တာခဲ့ပါတယ်။ဒီလိုနဲ့ဖျားကိုပကန်းစီပင့်ဆောင်နေတုန်းမှာငုံနိုင်မိပြီးထိုင်းကန်းချီမှာတင်းမော့ဆက်ရောက်ခဲ့ပါတယ်။ဂျားထဲမှာတဘာဝလုံးကိစ္စတွေလည်းကြုံခဲ့ရတဲ့အတွက်မူးမက်များဟာရေလန်းကနေမသွားတော့ဘဲကုန်းလန်းဘော်ကိုတက်ခဲ့ပြီးမြားဖျားကြီးကိုလာအိုနန်းတော်မှာထားခဲ့ပါတယ်။လာအိုဘီရင်ကလည်းတမျက်တနိုးကိုးကွယ်ထားပါတယ်။ ဒီအကြောင်းကိုတီယိုဘရင်သိသွားချိန်မှာအနော်ရထဘရင်ထံအကျိုးအကြောင်းပြောပြလမ်းတောင်းပန်ရပါတယ်။အနော်ရထကလည်းနှစ်နိုင်ငံလုံးကဘရင်တွေနဲ့မိမပြတ်ချင်တဲ့အတွက်နောက်ဆုံးမှမင်းသုံးပါးဆုံပြီးမြဖရားကိုလာအိုဘရင်ထံရေးဆက်ချလှူဒန်းခဲ့ပါတယ်။ဒီတော့အနော်ရထကိုကပ်ပေါင်းခြင်းနဲ့တီယိုဘရင်ဟာလည်းခြေနဲ့သွားခဲ့ရတယ်လို့အနော်ရထသာသဘောထားမကြည့်ခဲ့ရင်လာအိုနဲ့တီဟိုမိတ်ပြရမယ့်အရေးကနေလည်းလွတ်မြောက်ခဲ့ပါတယ်။နောက်ပိုင်းနှစ်များမှာတော့ဒီလိုတမိုင်းချောင်းကြီးတဲ့မြဖရားကိုထိုင်းနိုင်ငံကတိုက်ခိုက်သိမ်းပိုက်ယူခဲ့ပါတယ်။ ဒါကြောင့်လက်ရှိမှာတော့မြဖျားကြီးဟာထိုင်းမှာရှိနေရပြီးငကိုကလေးကပင့်ဆောင်ရာစီမသွားပဲလမ်းမှာတောင်းတင်နေတဲ့တမိုင်းချောင်းရှိတဲ့အတွက်ကံပါသူသာဖူးရတယ်လို့နာမည်ကြီးခဲ့ပါတယ်။လူကြီးမင်းတို့လည်းဒီလိုထူးဆန်းတဲ့တမိုင်းချောင်းကိုကြားပြီးမြဖျားကြီးကိုတွားရောက်ဖူးမြော်ခြင်းနဲ့ဆိုရင်တော့ထိုင်းလူတော် Wafra Crew လို့ခေါ်ပြီးအင်္ဂလိပ်လူကတော့ Temple of the Amara Buddha လို့ခေါ်တဲ့မြဖျားကြီးကိုထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ Google Map မှာထိုင်းလူအခေါ်အဝေါ်ကိုဖြစ်စေအင်္ဂလိပ်လူအခေါ်အဝေါ်ကိုဖြစ်စေရိုက်ထည့်ပြီးရှာကြည့်နိုင်ပါတယ်။ မြပြားဖွင့်ခြင်းပိတ်ချိန်ကတော့နေ့စဉ်မနက်7:30မိနစ်ကနေညနေ3:30မိနစ်အထိပြစ်တယ်လို့အခါကြီးရက်ကြီးတွေမှာဖွင့်ခြင်းပိတ်ချိန်အပြောင်းလဲရှိတတ်တယ်လို့လည်းသိရပါဗျ။ဘုရားကြီးရဲ့ဝင်ကြီးကတော့နိုင်ငံသားတအုပ်ကိုဗတ်900ဖြစ်ပြီးအင်မတန်သဘောကောင်းရင်တော့အခါကြီးရက်ကြီးတွေမှာအခမဲ့ပေးဝင်တာမျိုးရှိတတ်ပါဗျ။ ဒါပေမဲ့ဝင်ကြီးပေးရရင်တော့ဘန်900ဟာမြဖရားအပြင်ဖရားဝင်တဲ့ကက်ရမှာရှိတယ်။ဘရင်နန်းတော်တဲကိုလည်းဝင်ရောက်ကြည့်ရှုလို့ရတယ်လို့ဆာလာချာလမ်ခရန်ရိုင်ယယ်တီဝီတာပြသက်ရုံမှာကပြတဲ့ခွန်ပြပွဲအပါအဝင်အခြားသောပြတိုက်နေရာတွေကိုလည်းဝင်ရောက်လေ့လာလို့ရတာဖြစ်တဲ့အတွက်တော်တော်ကိုတန်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့လည်းမြဖရားကြီးကိုပူးရမယ်ကံပါမပါတိကျရင်အခုပဲလက်မှတ်ဖြတ်ပြီးဖရားကြီးရဲ့ထူးခြားမှုအကြောင်းတွေကိုကိုယ်တိုင်ကိုကြတော့ရောက်ဖူးမြော်လိုက်ပါအောင်ခင်ဗျာ။